ားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တို့ဒီနေ့မှာတော့တကြံသားလည်းနီးနေပြီဆိုတဲ့အတွက်တကြံရဲ့ထိမ့်မှတ်လေးလည်းဖြစ်ပြီးတော့ကျွန်တော်တို့လေးစားအားကျရတဲ့ဒီ alternative ရဲ့ဒီမြန်မာနိုင်ငံဘီယန်တစုလို့ဖြစ်နေတဲ့ဒီကိုတိုးလုံးပေါ့နော်သူသူရေးသားခဲ့တဲ့ဒီတကြံတချင်းလေးပေါ့နော်တကြံတချင်းလေးကအဲထူးခြားတယ်ပေါ့နော်ထူးခြားမှုရှိတယ်သူကတကြံတချင်းပဲမဲ့တကြံစာသားတစ်ခုမှမပါဘူးပေါ့နော် ကြံစာသားတကူမှမပါတဲ့တကြံတချင်းလေးတစ်ပုဒ်အကြောင်းကိုကျွန်တော်ဒီမှာတွေ့လို့ပေါ့နော်ပြန်ပြီးတော့ဝေမျှပေးရပါတော့ကျွန်တော်လည်းအစတော့ကဒီတချင်းကိုတကြံတချင်းမှန်းမသိဘူးပေါ့နော်ဒါအခုဒီမှာကို LS ကနေပြီးတော့ပြန်ပြောပြရတဲ့ကိုဒေါလုံးအကြောင်းလေးမှာကျွန်တော်တွေ့လို့ပြန်ပြီးတော့ဝေမျှပေးမယ်နော်ကျွန်တော်ဗီဒီယိုလေးကိုကြည့်လိုက်ကြအောင်ဒီမနေ့ပြန်များသောရှိတဲ့ခြင်းလေးကိုကျွန်တော်တို့ lazy club တကြံထဲမှာဥဆူထားတာပါ မနှက်ပြန်များစွာရှိနေရှင်နေနော်သူပြောတယ်ကျွန်တော်မနှက်ပြန်လို့သချင်း recording date ရှိတဲ့အချိန်သချင်းသွေးမယ်ဆိုတဲ့အချိန်မှာ तू ကကျွန်တော်မြည်ရယ်ကိုကြီးကဒါ ဘာကြောင့်ကြီးမှလဲတကြံတဲ့ပတ်သက်ပြီးတော့ကျွန်တော်ကိုပြူတို့သူခေါ်ရတာသူ့တဲ့ကျွန်တော်နှစ်လကြီးပါတယ်ဒီမေးတော့ကျွန်တော်ဟိုလိုကျွန်တော်တကြံရဲ့ညက်နေအကြောင်းပဲရေးမယ်လို့ဟိုကျွန်တော်ကတော့တကြံမှာကိုကတော်နေဖို့ဒီပတ်ဖို့မန်တက်မှာအဲ့လိုပတ်သက်မရှိဘဲနဲ့ငောင်းနေတဲ့ခြေသေးတွေကျွန်တော်ပြပြီးရဲ့သူတို့အကြောင်း တော့ချင်းရေးမှာလေဆိုတော့ကျွန်တော်ကအဲ့ဒီအကြောင်းလေးသိတယ်။ဒါနဲ့ဒီသူတကယ်ရေးပြီးတော့ဒီခွေထွက်တဲ့အချိန်မှာဒီကမတကြံနဲ့ပတ်သက်တဲ့စကလုံးစလုံးမှာဒါမဲ့သူပြောခဲ့တဲ့သူနဲ့ကျွန်တော်နှစ်ယောက်တည်းပြောခဲ့တယ်သူပါတယ်နော်။ဒီဒီကတကြံအကြောင်းရေးထားတာတကြံမှာဒီလိုပတ်ဆက်မရှိဘူးဟို အဲ့တော့သူရေးပတ်ဖို့ဟိုလဲဖို့ဟောဆင်မစရာလို့အဲ့လိုငောင်းနေတဲ့ခြာသိတွေအကြောင်းကိုသူရေးထားတယ်ဆိုတော့ကျွန်တော်ကသိနေလို့အခုပြောပြတာပါအဲ့ဒီတခြင်းလေးကိုကျွန်တော်ကလည်းတမသက်ရွေးလိုက်တာပါသူနဲ့ကျွန်တော်ပြောခဲ့တယ်ဆိုတော့အားလေးနားဆင်ကြည့်ပြီးပါအဲ့ဒီဒီတခြင်းလေးပေါ့နော်ဒီတခြင်းလေးอ่ะတကြံတခြင်းဆိုတာကျွန်တော်လည်းအခုမှတကယ်သိရပါဘောနော်သိပြီပေါ့နော်ဒီလိုမျိုးကျွန်တော်လည်းမသိသေးတဲ့တကယ်ချင်းလေး ရှိမှထင်လို့ကျွန်တော်လည်းပြန်လဲဝေမျှပေးခြင်းဖြစ်ပါတယ်เนาะအားလုံးပဲတာယာတဲ့နေလေးဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်